ရုတ်တရက်ဆိုသလိုပဲတစ်ချိန်ကကြီးလင်းနေခဲ့တဲ့ကောင်းကင်ကြီးဟာကြောက်စရာကောင်းလာပြီးတော့ကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပြီးတဲ့နောက်ပိုင်းနှက်မောင်းတဲ့မိုးရေဝေရွာချလာခဲ့ပါရင်အမျိုးသမီးတစ်ယောက်ကလည်းသူ့ရဲ့လက်ဖွားကိုဆန့်တန်းလိုက်ပြီးတော့မိုးရေကိုခံကြည့်လိုက်ပါရင်အဲ့ဒီမိုးရေအထဲမှာဆိုရင်တေးစီတတ်တဲ့စီဝဗိုင်းရပ်ပိုးတွေပါနေမှန်းတော့သူမှမသိခဲ့ပါဘူးဒီလိုနဲ့သူအိမ်အထဲကိုပြောင်းဝင်လာပြန်တော့သူ့ရဲ့ခန္ဓာကိုယ်ကကြောက်စရာကောင်းတဲ့အသွင်တွေ စတင်ပြောင်းလာခဲ့ပါတယ်မိနစ်ပိုင်းအတွင်းမှာပဲသူမဟာစွန်ပြီးတယောက်အဖြစ်ပြောင်းလဲသွားခဲ့ပါပြီအနားမှာရှိတဲ့မတန်ဆွာမျိုးသားတယောက်ကကြောက်လန့်နေကြတဲ့ဒါကိုကြည့်နေခဲ့ရပါတယ်သူထွက်ပြေးရှင်ခဲ့ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကမလုံရှားနိုင်ခဲ့ပါဘူးသူလုံနေတာတခုကတော့အဲ့ဒီမှာအကူအညီမဲဆွာနေပဲထိုင်နေခဲ့ပြီးတည်ဆုံးတဲ့အချိန်ကိုစောင့်မျှော်နေုံပဲရှိတော့ပါလိမ့်အပြင်မှာဆိုရင်မြို့တခုလုံးကရုံရင်းဆန်ခတ်တွေဖြစ်နေခဲ့ပါပြီးအနေအရမိုးရေနဲ့ထိမိတဲ့လူဝိုင်းဟာချက်ချင်းဆိုသလိုပဲဗိုင်းရပ်ကူးစက်ခံလဲရပြီးတော့ စဉ်စားဆင်ရှင်နိုင်စွာမရှိတော့ဘဲနဲ့သွေးနဲ့အသားဝေးကိုသာတတ်မှတ်တဲ့စွန်ပြီးဝေဖြစ်ကုန်ကြပါပြီမြို့ကြီးကနေကာမောင်းပြန်လာတဲ့လူငယ်တယောက်ကလည်းသူ့ရဲ့အရှိမဖြစ်ပြက်နေခဲ့တဲ့ကြောင်မဲ့ဖွေရအိမ်မဲဆိုးကိုတွေးမြင်ဖို့အတွက်အချိန်မီရောက်လာခဲ့ပါလိထိတ်လန့်သွားပြီးတော့တုံ့ပြန်ဖို့အတွက်အချိန်မီရတော့ပဲနဲ့ဗိုက်စာနေခဲ့တဲ့ဆွန်မီရီရဲ့ကိုက်ဖြတ်ခြင်းကိုခံလဲရပါလိအစိုးရကဒီကူးဆက်မှုကိုထိန်းချုပ်ဖို့အတွက်စစ်တပ်ကိုအမြန်ဆုံးစေလို့ခဲ့ပေမဲ့ ။ဆိုမီဝေကအရန်ကိုရက်ဆက်ကြမ်းကြုတ်နေခဲ့ပါရင်ရွေးရှင်ဆရာလမ်းမရှိတော့တဲ့အတွက်အာနာပိုင်တွေကမြို့တစ်ခုလုံးကိုတီးခြားခွဲထုတ်ဖို့ဆုံးဖြတ်လိုက်ကြပါရင်ဘန်ရက်ကိုဆက်လက်ပြန့်နှံ့မတွားစေဖို့အတွက်စစ်တပ်ကုကေရေးမှုဖြစ်သူကာတာဟာမထင်မှတ်ထားတဲ့နီလန်တစ်ခုကိုအတုံးပြုဖို့ဆုံးဖြတ်လိုက်ပါရင်တည်တံကြခန့်ထားရတဲ့အကျဉ်းသားချက်ပဲဖြစ်ပါရင်တချိန်ကနမဲကြီး900စစ်သားတအုပ်ဖြစ်ခဲ့တဲ့ချက်ဖာ သူ့ရဲ့တာဝန်ကိုထမ်းဆောင်နေစဉ်သူ့ရဲ့ကိုပိုင်အဖွဲ့ရဲ့တိစာဖောက်ရင်းကိုခံလဲရပြီးတော့စစ်တပ်ရဲ့ထိန်းသိမ်းမှုအထက်ကိုရောက်ရှိတွားခဲ့တာပါသူ့ရဲ့တာဝန်ကတော့မြို့ရဲ့နျူကလ িয়ার ဓာတ်အားပစက်ရုံအထက်ကိုတိတ်ဆိတ်ဝင်ရောက်ရမှဖြစ်ပြီးဖောက်ခွဲပစ်ဖို့ပဲဖြစ်ပါရင်အားလုံးကိုတုတ်တင်လိုက်မှပဲစွန်ပြီးရဲ့ချင်းချောင်းမှုကိုအပီးတိုင်တုတ်တင်နိုင်မှာပါတာဝန်အောင်မြင်ဖို့အတွက်ကာတာကကျက်ကိုတည်တံ့ကြခံနေရတဲ့အကျဉ်းသား၃ယောက်အားထပ်ပြီးပူးပေါင်းဖို့အတွက်ပေးခဲ့ပါရင် တာဝန်တွေပြီးမြောက်ခဲ့မယ်ဆိုတော့သူတို့ကလူလတ်ခွင့်ရယုံတဲ့သမကတယောက်ချင်းစီအတွက်ဒေါ်လာနှစ်သန်းစီလည်းရရှိကြမှာပါဒီလိုမျိုးငင်းလို့မရတဲ့ကံလန်ချက်မျိုးနဲ့ဆိုတော့ကြက်နဲ့အဖွဲကလည်းအလုပ်ကိုလုပ်ဖို့စတင်လိုက်ကြပါပြီတွန့်ဆုံရှင်မရှိဘဲနဲ့သူတို့ကကူးဆက်ခံထားရတဲ့နေမြေစီကိုထွက်သွားကြပါပြီလန်ခီမှာဆိုရင်အဖွဲဝင်တွေကပေါ့ပေါ့ပါပါပဲနေထိုင်ခဲ့ကြပြီးဒါကိုနောက်ထပ်အလုပ်တစ်ခုလုပ်ပေးတဘောထားကြပါလိမ့်။စွန်ပြီးဝေးအကြောင်းကာတာရဲ့တတိပိစကားဝေးကိုသူတို့ကခ ्यू မဆိုင်ပါဘူး။ တို့ကိုစောင့်ကြိုနေခဲ့တဲ့ကြောင်မဲ့ဖွဲ့အိမ်မဲ့ဆိုးအကြောင်းလုံးဝမတိထားကြပါဘူး။မကြခင်မှာပဲတို့ရည်မှန်းထားတဲ့နျူကလ িয়ার တအားပြီးစေယုံစီရောက်ရှိသွားကြပါပြီ။ယင်ထဲကနေဆင်းလိုက်ပြီးတဲ့နောက်ကျွန်းဟာစွန်ပြီးပြီးရလက္ခဏာကိုတွေ့ရရှင်မရှိပါဘူး။အဲ့ဒီအစားနေရာတစ်ခုလုံးကကြောက်မခန်းလေးလေးတိတ်ဆိတ်နေခဲ့တာပါ။သူအတိဆုံးနေခဲ့တဲ့ဝန်ထမ်းတယောက်စီကိုရှီးကပ်ပြီးတော့သူရဲ့ကပ်ပြားကိုယူပြီးတန်တကားကိုအလွယ်တကူပဲဖွင့်နိုင်ခဲ့ပါလိမ့်အဖွဲကတွန်းလန့်ခံရရှင်မရှိဘဲနဲ့စေယုံအထဲကိုဝင်ရောက်နိုင်ခဲ့ပေမဲ့ စိတ်မချမ်းမြေ့ဖွယ်တိတ်ဆိတ်နေမှုကသူတို့ကိုပို့ပြီးခြောက်လန့်စေခဲ့ပါရင်ချက်ချင်းအန်ဒီရဲ့မရှိပုံရပေမဲ့ချက်ကတော့တတိလဲလို့မနေထိုင်ပါဘူးအဖွဲလုံခြုံမှုရှိစေဖို့အတွက်သူကအဖွဲရဲ့စနိုက်ပါသမားဖြစ်တဲ့ Dragon ကိုခြုံကိုစောင့်ကြည့်နိုင်တဲ့အမြင့်တနေရာမှာနေရာချထားပေးခဲ့ပါရင်ဒီအတော်တွေမှာချက်နဲ့ eating ကနေမျိုးကိုกินလဲပြီးအကာအကွယ်ပေးနေကြပါလိမ့်ကျွန်းကတော့ဘုံချထားဖို့အလုပ်စားပါလိမ့်ဒါပေမဲ့ကျွန်းဟာဘုံအိတ်ကိုဖွင့်လိုက်တဲ့အခါမှာ ရေသွက်ချိန်ကစပြီးသားဖြစ်နေတာကိုတွေ့လျက်ပြီးရနောက်အံ့အားသင့်သွားခဲ့ပါပြီပို့ဆိုးနေတာကဘုံရဲ့ပောက်ကွဲမှုကိုဖြစ်စေခဲ့တဲ့ဝါယာကျွန်းနှစ်ခုဟာသူ့ရဲ့ရင်နဲ့ချိတ်ဆက်ထားတဲ့အခြေအနေမှာရှိနေခဲ့တာပါကားဆက်နိုးမိမယ်ဆိုရင်တော့ဘုံကချက်ချင်းကိုပောက်ကွဲတွားမှာဖြစ်ပါရင်အဲ့ဒီအခါမှာပဲကျွန်းဟာသူ့ကိုကာတာကအသုံးချသွားတယ်ဆိုတာရေးမိသွားခဲ့ပါရင်ဒရာကြီးနဲ့သူဟာအော်ငေါက်လိုက်တော့ကြက်နဲ့အီဒီနိုအတန်ကြာပြီးရှီကတ်လာခဲ့ပါရင်ဘုံကိုကားနဲ့ချိတ်ဆက်ထားတယ်ဆိုတာသိလိုက်ရပြီးတော့ ချက်ကအဲ့ဒီပေါက်ကွဲမှုကိုသူတို့အနေနဲ့ရှင်းလင်းနဲ့မလွတ်ဘူးဆိုတာချက်ချင်းပဲနားလည်တော့ခဲ့ပါရင်အခုဆိုတော့ရှင်းတော့ပါပြီကာတာကသူတို့ကိုအသက်ရှင်လျက်ထွက်ခွာသွားစေဖို့အတွက်ရည်ရွယ်ထားခဲ့တာမဟုတ်ပါဘူးပို့ဆိုးနေတာကသူတို့ရဲ့လှုံ့ဆော်မှုတိုင်းကိုသူဟာစောင့်ကြည့်နေခဲ့တော့မစ္စတာကာတာဟာစွန်ဘီဘိုင်းရက်ရဲ့နောက်ွယ်ကတရားခံဖြစ်နေခဲ့တာကဖော်ထုတ်နိုင်ခဲ့ပါပြီဒီစေယုံဟာအစကတော့ဇီဝဓာတုလက်နက်သူ့တည်တနာကိုလောက်ကင်ခဲ့တာပါဒါပေမဲ့စမ်းသပ်မှုတစ်ခုအတွင်းမှာပဲမမျော်လင့်မဲနဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ ဒီဘိုင်းရက်ပိုးကလေထဲကိုလွတ်ထုတ်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်ဘိုင်းရက်ဟာမိုးရေနဲ့ရောနှောသွားခဲ့ပြီးတော့အနောက်ရောက်မိုးရေနဲ့ထိတွေ့တဲ့လူဝိုင်းကစွန်ပြီးပြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒီအခါမှာပဲအမြင့်နေရာမှာတာဝန်ယူထားတဲ့ dragon ဟာရုတ်တရက်လှုပ်ရှားမှုတစ်ခုကိုတတိထားမိသွားခဲ့ပါပြီအလုံးကိုကြီးမတဲ့စွန်ပြီးအုတ်ကြီးတစ်ခုကသူတို့ရှိတဲ့နေရာစီဓာတ်ရိုက်သုံးဝင်လာခဲ့တာပါစက္ကန့်ပိုင်းလောက်အချိန်ဖြုံးမနေတော့ဘဲနဲ့သူ့ကိုဆက်သွေးဆက်ကနေတတိပေးချက်ပေးပို့လိုက်ပါတယ်ကျမ်းနဲ့တခြားလူတွေကအချက်ချင်းပဲအေးအေးယူဆောင်ရွက်ကြပါပြီမြင့်တဲ့နေရာကနေ dragon က သူ့ရဲ့ပြစ်ခတ်တဲ့ရေရှင်ကိုပြသခဲ့ပါရင်ပြစ်လိုက်တဲ့အခါတိုင်းစွန်ပြီးဝေကိုထိမှန်ခဲ့ပါရင်မြေပြင်ပေါ်မှာဆိုတော့ဂျုံမှာသူ့ရဲ့ခေါင်းကိုအတုံးပြူပြီးတတ်ထုအစီပိုင်းတစ်ခုကိုမတင်ကရှီတက်လာတဲ့စွန်ပြီးဝေကိုတိုက်ခိုက်ဓာတ်ရိုက်ရိုက်ထည့်လိုက်ပါရင်အီဒင်ကလည်းလင်းမြစွာလှုပ်ရှားပြီးတော့သူ့ရဲ့ဓာတ်ကိုတိကျပြက်သားစွာနဲ့ဝဲရန်ကဟင်တီဟီရက်တွေကိုလီဖြတ်တယ်လို့ပဲစွန်ပြီးဝေကိုဖြတ်ထုတ်နေခဲ့ပါရင်ဒါပေမဲ့အရင်အတွက်ကများလို့နေခဲ့ပါရင် ကျွန်းဟာတမင်းတကာသူတို့ကိုကျေပြတဲ့နေရာစီဆွဲခေါ်တွားခဲ့ပြီးတော့ပောက်ကွဲစီတဲ့ပစ္စည်းကိုအမြန်ဆုံးထားရှိခဲ့ပါရီဒီအတော်အတွင်းမှာအပေါ်ကနေအကာအကွယ်ပေးနေခဲ့တဲ့ Dread Queen ဟာမလုံခြုံတော့ပါဘူးသူကစွန်ပြီးတယောက်ရဲ့ခြုံကိုတိုက်ခိုက်တာခံလဲရပါရီအကိုက်ခံလဲရတဲ့လူဝိုင်းကဘာဖြစ်သွားတာလဲဆိုတော့ကိုတိတာကြောင့်သူကအကျုံကိုရေဒီယိုကနေတဲ့ဆင့်နောက်ဆုံးတောင်းဆိုမှုတစ်ခုတောင်းခံခဲ့ပါရီ သူစုံပြီးအဖြစ်မပြောင်းလဲသွားခင်သူ့ရဲ့တငယ်ချင်းစီကသူ့ကိုအဆုံးသတ်ပေးဖို့တောင်းဆိုခဲ့တော့ပါစိတ်မကောင်းပေမဲ့လည်းကျွန်စီမှာရွေးချယ်ဆရာမရှိတော့ပါဘူးဒါကြောင့်သူကခလုတ်ကိုနှိပ်ပြီးတော့ dragon ကိုမြန်ဆန်တနာငြတာစွာနဲ့အသက်ကုန်စီခဲ့ပါတယ်ဒါပေမဲ့ဝမ်းနေနေဖို့အချိန်မရှိပါဘူးသူတို့အနေနဲ့အမြန်ဆုံးထွက်ပြေးရမယ်နီလန်းကိုရှာဖွေရမှာပါကန့်ကောင်းတာကသူတို့ရဲ့ကန့်တာမကုန်သေးပါဘူးသူတို့ရက်နေခဲ့တဲ့နေရာနဲ့မဝေးတဲ့နေရာမှာလမ်းဘေးမှာရက်နာထားတဲ့ကားတစ်စီးကိုတွေ့လျက်ရပါတယ် ါပေမဲ့မြို့ထဲမှာစွန်ပြီးအရေးအတွက်အရန်ကိုမြင်ရတာကြောင့်သူတို့အကြတဲ့ဒရိုက်မောင်းဖို့စွာကမဖြစ်နိုင်ပါဘူးပြစ်အားပို့လို့တဲ့စွာတဘောပေါက်တဲ့အတွက်သူတို့ကမြို့ရဲ့ရဲစခန်းစီကိုဒရိုက်ဥတီထွားလိုက်ကြပါရင် အဲ့ဒီမှာလက်နက်နဲ့ခဲယံမီးကြောက်တွေထားရှိတာကိုတီးပါရီတကယ်လို့များစွန်မီးကိုဖောက်ထွက်ဖို့အတွက်အခွင့်အရေးရှိရှိနေဆိုတော့အရင်အဆုံးလက်နက်တွေကိုဖြည့်တင်းဖို့လိုပါပါရီကန်ကောင်းစွာနဲ့ပဲ yes ခန်းကတိတ်ပြီးမဝေးပါဘူးမိနစ်အနည်းငယ်အတွင်းကြိုးနဲ့တခြားလူတွေကအထဲမှာပုံအောင်နေခဲ့တဲ့စွန်ပြီးအနည်းငယ်ကိုရှင်းထုတ်ပြခဲ့ပါရီဒါပေမဲ့ထူးဆန်းတာကစွန်ပြီးတွေကိုရှင်းလင်းနေတော့ကြက်ဖာအချင်းခန်းတစ်ခုအထဲမှာတော့ခန့်ထားတဲ့အမျိုးသမီးတယောက်ကိုတွေ့လျက်ပါရီအဲ့ဒီအမျိုးသမီးဟာတာမန်လူသားတယောက်သာဖြစ်ပြီးယောဂအကူဆက်ခံတရရတာမဟုတ်တော့ကိုတွေ့လျက်ပြီးတော့ ဂျက်ကသူနဲ့အတူခေါ်တော်ဖို့ဆုံးဖြတ်ပါရီလူဝိုင်းကလက်နက်အပြည့်အစုံကင်ထားကြပြီးတော့ဧကံမှာပြန်လည်ဆုယုံတဲ့အခါရေစခန်းလုံရွှေးကင်မရာကိုစောင့်ကြည့်နေခဲ့တဲ့ကာတာကရုတ်တရက်အဲ့ဒီအမျိုးသမီးကိုမတ်မိသွားခဲ့ပါရီအချိန်ဖြုံးမနေတော့ဘဲနဲ့သူကစစ်သားဝေကိုရေစခန်းအားချက်ချင်းသွားဖို့အမိန့်ပေးခဲ့ပါရီဒီနေရာမှာတိလိရတာကဒီအမျိုးသမီးဟာသူတို့ထင်ထားတာထက်ပိုပြီးအရေးကြီးတယ်ဆိုတာသိတာနေခဲ့ပါရီဒီအတော်တွင်းမှာပဲအဖွဲကခေါမိုးပေါ်စီလမ်းကြောင်းကိုပိတ်ဆို့နေခဲ့တဲ့စွန်ဘီဝေကိုတိုက်ရိုက်ဖယ်ရှားရင်းနဲ့ပဲရောက်ရှိလာခဲ့ကြပါရီ တို့အနေငယ်လုံရှုံပြီးတဲ့နောက်ကြက်ကအမျိုးသမီးကိုစကားပြောဖို့အတွက်အခွင့်အရေးယူခဲ့ပြီးနောက်ဆုံးမှာတော့သူမရဲ့အစ်အမန်ကိုတိလျရပါလိမ့်သူမရဲ့နာမည်ကဆန်ဖြစ်ပြီးတော့တာမန်ရဲ့တာမဟုတ်ပါဘူးသူမရဲ့ဖခင်ဟာဒီကြောက်ဖို့ကောင်းတဲ့အိမ်မဲဆိုးကိုစတင်စေခဲ့တဲ့စမ်းတမှုရဲ့ဦးဆောင်တိပ္ပံမင်းရရှင်တယောက်ဖြစ်ပါလိမ့်ဒီပေါ်ပေါက်လာတဲ့အမန်တရားကကာတာဟာဆန်ရဲ့ဖခင်ကိုစူပါစစ်သား စီဝါမှာဖန်တီးဖို့အတွက်အသင်းအချက်ခိုင်းစေခဲ့တာဖြစ်ပါလိမ့်။ဒါပေမဲ့စံတတ်မှုကာလအတွင်းမှာစံတတ်ခံရတဲ့လူတွေကကြီးမားတဲ့တက်တော်ကြီးပဲဖြစ်ပြောင်းလဲသွားခဲ့ကြပါလိမ့်။ကြောက်ဖို့ကောင်းတဲ့ရလဒ်တွေရှိပေမဲ့လည်းကာတာကတော့စီမံချက်ကိုရက်ဆိုင်ဖို့ငင်းဆန်ပါလိမ့်။အေဒီယက်စာသူကစီရမ်ကိုသူ့ရဲ့စစ်သားတွေအားတိုက်ရိုက်ထိုးပေးခဲ့ပါလိမ့်။ ရလာကတော့ဆရာဝန်ကြောက်ရွံ့ထားတဲ့အတိုင်းပဲဖြစ်ခဲ့ပါတယ်စစ်သားဝေဟာပြင်းထန်စွာတက်ပြီးတော့ကြောက်မခန့်လေးလေးရုပ်ပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်အန်ဒီရဲ့ကိုတဘောပေါက်လာပြီးတော့ဆမ်ရဲ့ဖခင်ကသူ့ရဲ့သမီးကိုနောက်ဆုံးအချိန်စိတ်ပူစွာနဲ့ဖုန်းဆက်ခဲ့ပြီးချက်ချင်းပဲထွက်ပြေးဖို့နဲ့လူသားစမ်းသပ်မှုနဲ့ပတ်သက်တဲ့အမှန်တရားကိုဖော်ထုတ်ဖို့တိုက်တွန်းခဲ့ပါတယ်ဒါပေမဲ့ဆမ်ကထွက်ပြေးဖို့ကြိုးစားနေတော့အဖမ်းစည်းခံလိုက်ရပြီးတော့ရဲစခန်းမှာတောခတ်ခံခဲ့ရတာပါဒီအတော်အတွင်းမှာဆရာဝန်ကသူ့ရဲ့စိတ်ကိုဆုံးဖြတ်ချက်ချထားပြီးသားဖြစ်ပါရီ ဒီအိမက်ဆိုးကိုအဆုံးသတ်ဖို့အတွက်ရုပ်ပြောင်းသွားခဲ့တဲ့စစ်သားတွေကိုသူကိုယ်တိုင်ဖိရှားမှဖြစ်ပါရင်ဒါပေမဲ့အသူအရေးယူမှုမလုံနိုင်ခင်မှာပဲကာတာရဲ့လူတွေကသူ့ကိုတနင်္ဂနွေတာမှုကင်းမဲ့စွာနဲ့ပြစ်တက်ခဲ့ကြပါရင်သူ့ရဲ့နောက်ဆုံးအချိန်မှာဆရာဝန်ကလောင်စာစီတိုင်းကီကိုပြစ်ခတ်ပြီးတော့ဓာခွဲခန်းတစ်ခုလုံးနဲ့အထဲမှာရှိတဲ့လူအလုံးကိုသူနဲ့အတူယူသွားဖို့ကြိုးစားတဲ့အနေနဲ့ကြီးမားတဲ့ပောက်ကွဲမှုဖြစ်ပေါ်စေခဲ့ပါရင်ဒါပေမဲ့အရာအလုံးပြင်ဆင်ထားတဲ့အတိုင်းဖြစ်မလာပါဘူးပောက်ကွဲမှုကရုပ်ပြောင်းစစ်သားတွေကိုဖျက်ဆီးအောင်တင်တမကား ဒေတာတစ်ခုလုံးကိုဗိုင်းရပ်ပြန့်နှံ့စေခဲ့ပါပြီးဒီအခါမှာပဲ Jeff ကမြို့ကိုနျူကလ িয়ার လက်နက်နဲ့ဖျက်ဆီးဖို့အတွက်ကာတာရဲ့အမှန်တကယ်အကြောင်းပြချက်ကိုနားလည်သွားခဲ့ပါပြီးတစ်ချိန်တည်းမှာပဲဂျုံကရဲစခန်းကနေထွက်ပြေးဖို့အတွက်နီလန်တစ်ခုကိုတွေ့ရှိလာခဲ့ပါပြီးအပြစ်မှာဆိုတော့စုံမီးဝေစုယုံနေကြပြီးအဆောက်အဦကိုဝိုင်းထားကြပါပြီးရုတ်တရက်ထူးဆန်းတဲ့အတန်တစ်ခုကသူတို့ရဲ့နောက်ကနေပေါ်လာခဲ့ပါပြီးအဲ့ဒါဟာတကခုကမြေပြင်ကိုရိုက်ခတ်လိုက်တဲ့အတန်တစ်ခုပါစုံမီးဝေကချက်ချင်းပဲအတန်ဖက်ကိုလဲကြည့်ကြည့်လိုက်ပါပြီး အသားထုတ်တစ်ခုလို့ထင်နေကြတာပါဒါပေမဲ့သူတို့ရဲ့အရှိမပုံကျလာတဲ့အရာကိုတွေ့တဲ့အခါမှာစကန့်အနည်းငယ်လောက်ငေးငိုင်းသွားခဲ့ပါရင်အဲ့ဒါကဖျက်ထားတဲ့စုံပြီးခေါင်းတလုံးပဲဖြစ်ပါရင်ပောက်ကွဲစီတဲ့ပစ္စည်းတွေတွဲလောင်းချိတ်ဆွဲထားတာပါဒီပန်းနဲ့တဲ့အာယုံလွဲတဲ့နီလန်းကြောင့်ပဲကြက်နဲ့တခြားလူတွေထွက်ပြေးနိုင်ခဲ့ကြပါပြီဒါပေမဲ့သူတို့တိတ်အဝေးကြီးရောက်မတွားခင်မှာကားကရက်တန့်သွားခဲ့ပါရင်ဓာတ်စီတိုင်ကြီးကုန်လူနီပါဖြစ်နေခဲ့ပါပြီကန်ကောင်းတာကတော့အနားမှာဓာတ်စီဆိုင်တစ်ခုရှိပါရင် အဖွဲကလည်းအမြန်ဆုံးဆင်းပြီးတော့ကားကိုဓာတ်စီဖြည့်ဆက်စီတွန်းခဲရပါတယ်။ဒါပေမဲ့သူတို့ဓာတ်စီပြန်မဖြည့်ရသေးခင်မှာပဲစွန်ပြီးအုတ်ကြီးကသူတို့စီကိုဓာတ်ရိုက်ထိုးလာခဲ့ပါတယ်။ဒီအချိန်ဘန်ကားဓာတ်စီရုတ်တရက်ပေါ်လာခဲ့ပါပြီ။လင်မယားစုံတွဲတွဲကအမြန်ဆုံးဆင်းလာခဲ့ပါတယ်။သူတို့ကလည်းအကြောင်းရင်းတူပဲဓာတ်စီဖြည့်ဖို့လာကြတာပါ။ဒါပေမဲ့စွန်ပြီးပဲအလင်းအမြန်ရှီကလာတာကြောင့်သူတို့စီမှာကြက်နဲ့တခြားလူတွေနဲ့အတူအနားမှာရှိရကုံလောင်ရော့အထဲ ခုတ်လုံဖို့ရွေးချယ်စရာမရှိပဲဖြစ်ခဲ့ရပါတယ်။စုံသွဲကသူတို့ကသူတို့တောက်နေသူရစနစ်အဖြစ်မိတ်ဆက်ပြီးမြို့သူမြို့သားဝင်ဖြစ်တဲ့အကြောင်းပြောပါတယ်။ကူးဆက်ယောဂစဖြစ်တဲ့အခါမှာသူတို့ရဲ့မြေရောက်ခမ်းမှာပုံနေခဲ့ကြတာဖြစ်ပြီးတော့လွတ်လာခဲ့ကြတာပါ။လက်နက်အပြည့်စုံကင်ထားတဲ့ငရယစစ်တပ်အဖွဲ့နဲ့တွေ့တဲ့အခါမှာတော့တောက်ဟာနောက်ဆုံးတော့လုံခြုံသွားပြီလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့မြို့တစ်ခုလုံးကိုမိနစ်30အတွင်းဖြိုဖျက်ဖို့အတွက်စီစဉ်ထားတဲ့အကြောင်းကြားပြီးတော့ သူ့ရဲ့မျက်နှာကဖြူဖြော့သွားခဲ့ပါရင်အပြင်မှာဆိုလဲစွန်ပြီးဝေကပူပြီးများလာနေခဲ့ပါပြီအခုအခါမှာအဓိကဦးစားပေးကြတော့ကိုလောင်ယူကနေအမြန်ဆုံးထွက်ခွာဖို့ပဲဖြစ်ပါရင်သူတို့ကအစည်းအဝေးနဲ့ဆွေးနွေးနေတော့စွန်ပြီးတကောင်ကတောက်ရဇနီးကိုတိုက်ရိုက်ခုန်အုပ်ခဲ့ပါရင်ဤတမ်းမှာချက်ချင်းပဲတုံ့ပြန်လိုက်ပြီးတော့အဲ့ဒီတက်တဝါကိုလှုပ်ရှားမှုတစ်ခုထဲနဲ့ခုတ်လဲပြပါရင်ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီအမျိုးသမီးရဲ့လက်မောင်းကအကိုက်ခံထားရပါရင်သူမကဘာဆက်ဖြစ်တော့မှလဲဆိုတာတေချာသိပါရင်အလုံးကိုမနောက်နေစီရှင်တဲ့အတွက်တနတ်ကိုမြောက်လိုက်ပါရင် တောက်ကသူစနီရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုတင်းတင်းကျပ်ဖဲ့ထားလိုက်ပြီးတော့လုံးဝစိတ်ဓာတ်ကျသွားခဲ့ပါပြီကျုံကရင်ခွဲဖွဲ့ဖြစ်ရကိုကြည့်ပြီးတော့သူ့ရဲ့မျက်နှာပေါ်မှာပြက်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါပြီသူကိုယ်တိုင်စုမိွေကိုအာယုံလွဲမှဖြစ်ပြီးတော့တခြားလူတွေတော့ရဲ့ဘန်ကားစီရောက်အောင်အချိန်ယူပေးမှာပါအသက်ဆွန့်စားရတဲ့လောင်းကစားဖြစ်ပေမဲ့လည်းကျက်ကဒါဟာသူ့ရဲ့တစ်ခုထဲတော့လူမျိုးရဲ့အခွင့်အလမ်းစွာကိုတည်ပါပြီ သဘောတူဖို့အတွက်ရွေးရှင်စရာမရှိတော့ပါဘူး။ကျုံကမတွန့်ဆော့ဝဲနဲ့အပြင်ကိုထွက်သွားခဲ့ပြီးတော့ကြေလောင်စွာအော်လိုက်ပြီးစွန်ပြီးတိုင်းရဲ့အာယုံကိုဆွဲဆောင်ခဲ့ပါရီ။သူ့အတန်ကိုကြားတာနဲ့စွန်ပြီးအုပ်ကသူ့စီကိုဝိုင်းလာကြပါရီ။အဲ့ဒီအတော်အတွင်းမှာဂျန်တဲ့အဖွဲဝင်တွေကဘန်ကားစီကိုတတ်နိုင်တဲ့လောက်မင်းမြန်ဆုံးတက်ပါရီ။ဒါပေမဲ့ကားကိုဆက်နိုးပြီးထွက်ပြေးတော့မယ့်အချိန်မှာကျုံကစွန်ပြီးဝဲရဲ့ဝန်းရံထားတာကိုတတိထားမိလိုက်ပါရီ။သူအတွက်ထွက်ပေါက်မရှိတော့ပါဘူး။နောက်ဆုံးအချင်းစွာကိုတိလိုက်ရပြီးတော့ကျုံကနောက်ဆုံးလှုပ်ရှားမှုတစ်ခုလုပ်ခဲ့ပါရီ။ ူကမိချစ်ကိုဖြွင့်ပြီးတော့ရုပ်စိတ်နေခဲ့တဲ့ဓာတ်စီပန့်စီကိုပြပါရင်းကြီးမားတဲ့ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးမီရှန်တွေကအားလုံးကိုမြို့သွားခဲ့ပါရင်မကြခင်အဖွဲကကာတာစီစဉ်ထားတဲ့ရဟယင်လာကြုံမဲ့နေရာစီကိုရောက်လာကြပါရင်သူတို့စိတ်လုံရှားစွာနဲ့ရဟယင်လာရာကိုစောင့်နေတော့မှပဲရုတ်တဲ့အော်တန်တစ်ခုအနာကအကုန်လုံးယုံကနေပဲ့တင်ထက်လာခဲ့ပါရင် အဖွဲအထဲကိုပြေးဝင်သွားကြည့်လိုက်တော့ကာတာရဲ့လူတွေဟာသူတို့ကိုခုနကတည်းကခြေရခံပြီးစောင့်နေကြတာကိုတွေ့ရှိလေရပါတယ်။ကာတာကကြက်ပြတ်သမီးအသက်ကိုချိန်ချမှုအဖြစ်အသုံးချပြီးတော့ဆမ်ကိုအဖွဲအတွက်အေးဆက်စွာနဲ့ပြောလိုက်ပါတယ်။ဆရာဝန်ထံသူတိမသွားခင်သူတိတနာအချက်လက်တွေကိုဆမ်အားပေးထားပြီးပြီလို့ကာတာကတန်တရားရှိနေတာဖြစ်တဲ့အကြောင်းဖော်ထုတ်ခဲ့ပါတယ်။ကြက်ကဆုံးဖြတ်ချက်မချခင်မှာပဲဆမ်အရှိကိုထွက်လာပြီးလူလဲလဲဖို့အတွက်သူ့ကိုယ်တိုင်သဘောတူခဲ့ပါတယ်။ ဒါကိုမြင်တော့ကာတာဟာသူ့ရဲ့စကားအတိုင်းကြက်ပြတ်သမီးကိုပြန်ပေးခဲ့ပါရင်းဒါပေမဲ့ကာတာကကိုယူဝင်ကြွားစွာထွက်ခွာဖို့အတွက်ပြင်ဆင်နေတော့မှပဲဘိုင်းရက်ထိုးထားတဲ့စစ်သားဝင်ရုတ်တရက်ပေါ်လာခဲ့ပါရင်းဒီဆွန်မီဝေကနံပါတ်၁စန်တက်ခန့်ပုံကိုယ်တွေဖြစ်တဲ့အကြောင်းသိလိုက်ရပါရင်းစစ်သားဝင်ကအချက်ချင်းပဲပြစ်ခတ်ကြပေမဲ့ကြီးစံတွေကသူတို့အပေါ်လုံးဝအကျိုးတရားမှုမရှိပါဘူးတချက်မြောက်တင်လိုက်ရုံနဲ့သူဟာစစ်သားတယောက်ကိုအလွယ်တကူပဲတိုက်ခိုက်နိုင်ခဲ့ပါရင်အရှုံးမပေးသေးပဲနဲ့ကာတာကပြန်လဲတိုက်ခိုက်ဖို့ကြိုးစားပါရင် ဒါပေမဲ့ဆွန်ဘီဟာသူ့ရဲ့ဥခေါင်းကိုဆုပ်ကိုင်ပြီးညှက်ပြလိုက်ပါရင်ကာတာအတွက်ကြောင်းမဲ့ဖွဲကောင်းတဲ့အဆုံးတတ်ကိုရောက်ရှိသွားခဲ့ပါရင်ယူအန်ဆန်ခတ်ဖြစ်နေတဲ့အချိန်မှာပဲဆမ်ကကိုလောင်ယုံကနေထွက်ပြေးလာနိုင်ခဲ့ပါပြီဒါပေမဲ့အဲ့ဒီဆွန်ဘီဟာသူ့ကိုမရက်မနာပဲလိုက်နေကြပါရင်သူမကိုကာကွယ်ဖို့အတွက်ဂျက်စီမှာဆွန်ဘီကိုရင်ဆိုင်ဖို့ရွေးရှင်စရာမရှိခဲ့ပါဘူးဒါပေမဲ့သူကအဲ့ဒီဆွန်ဘီဝင်နဲ့မတန်တဲ့ပြန်ဖက်ဖြစ်ခဲ့ပါရင်မျက်စိသမိတ်အတွင်းမှာပဲသူဟာတက်တဝါကြီးရဲ့လေပင်ဆုပ်ကိုင်တဲ့ကိုခံလိုက်ရပြီးတပိပိအရှင်တတိလေတွားခဲ့ပါရင် နောက်ဆုံးမှာတော့ဒေါက်ခါရေဟိုင်းအထဲမှာဒုံးပြက်လက်နက်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။သွန်ဆုံဝင်နေတော့ပဲနဲ့သူကလက်နက်ကိုမြောက်တင်ပြီးတော့စုံပြီးဝရအာယုံကိုဆွဲဆောင်ကာချက်ချင်းမောင်းခလုတ်ကိုနှိမ့်လိုက်ပါတယ်။ဒီလိုမျိုးအာကြီးလာတဲ့ဖြစ်အာကြီးလက်နက်ကြောင့်ပဲတက်ရှိတက်တော်တကောင်းကမအသက်ရှင်ဖို့အတွက်မဖြစ်နိုင်တော့ပါဘူး။ကန့်ကောင်းစွာနဲ့လွတ်မြောက်လာပြီးနောက်ကြံရှိနေခဲ့တဲ့လူတွေဟာနောက်ဆုံးမှာတော့ရေဟိုင်းအပေါ်ကိုတက်သွားနိုင်ခဲ့ကြပါတယ်။မုံတွေပောက်ကွဲတဲ့အချိန်ကနေလွတ်မြောက်လာပြီးတော့သူတို့ကမြို့ကနေအောင်မြင်စွာနဲ့ထွက်ခွာသွားနိုင်ခဲ့ကြပါပြီ။စက်ကားလီကလည်းဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။ ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ။